ရန်ကုန်တိုင်းဒေသကြီးတောက်တရာမြို့နယ်စွန့်လေဖျားလဲနဲ့ဘိုးကျုံလဲမိပွိုင်မှာဖေဖော်ဝါရီလ20ရက်နေ့မိုးလွဲ12နာရီခွဲအချိန်က ကား6စီးဆင်းတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ကြောက်တရားမြို့နယ်စုလီဖျားလန်းအတိုင်းအလံပြဖျားလန်းဘက်ကနေစုလီဘက်ကိုမောင်းနေလာတဲ့အုတ်သင်းကြောက်တင်ဆောင်လာတဲ့ရှင်ဟာစုလီဖျားလန်းနဲ့ဘိုးကျုံလန်းမီးပွိုင်အရောက်မှာဗရိတ်ပေါက်ပြီးမီးပွိုင်မှာမီးနီလို့ရက်ထားတဲ့ရှင်၅စီးကိုနောက်ကဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။အုတ်သင်းကြောက်ကားကဗရိတ်ပေါက်ပြီးဝင်တိုက်မိခဲ့တာဖြစ်ခါအခုတော့ရှင်မောင်းနေအလုံးကိုစစ်ဆေးနေတယ်လို့အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ဆေးနေတဲ့ရင်ထင်းရဲတအူးကပြောပါရယ်။အလုံးပေါင်းကား6စီးကိုဝင်ရောက်တိုက်မိခဲ့တာ ဖြစ်တယ်လို့လည်းအဆိုပါယင်ထင်းရဲကဆက်လက်ပြောပါရယ်ဒီလိုတိုက်မိခဲ့တာကြောင့်အုတ်သေးကြောက်ကားအပါဝင်ကား6စီးစလုံးပျက်စီးသွားခဲ့ပြီးပထမအဆုံးအတိုက်ခံခဲ့ရတဲ့ Probox ယင်ကတော့စွတ်စွတ်ရွရွပျက်စီးသွားခဲ့တယ်လို့သိရပါရယ်ဒီယင်တိုက်မှုဖြစ်စဉ်ကြောင့်ကား6စီးပေါ်မှာပါလာတဲ့လူတအူးတယောက်မှထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘူးလို့သိရပါရယ်ဒီယင်တိုက်မှုဖြစ်စဉ်ကြောင့်စုလီဖျားလက်မှာရင်ကျောပိတ်ဆို့မှုအတန်ကြာဖြစ်ပွားခဲ့တယ်လို့လည်းသိရပါရယ်